ကိုယ့်ရဲ့ profile ပိတ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ page မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီက star startup ပေါ်လာတဲ့အခါမှာ star startup လေးပေါ်လာပြီဆိုလို့ချင်း ဝင်ငွေတကယ်ရတာလားစာပေအသင့်ပြီလားဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စာပေအသင့်အသင့်ဆိုတာကိုကျွန်တော်တို့ကြည့်ဖို့အတွက်ပေါ့နော်ဒီ monetization မှာဆိုလို့ချင်း star point နေတဲ့သူတွေတော်တော်များများပေါ့နော် စားပွင့်နေတဲ့သူတွေတော်တော်များဟာလာစားပစ် app အတွက်ကိုကျွန်တော်လုံးမနေကြတာရှိတယ်စားပစ်ဒီစားပွင့်နေဆိုလို့ရှင်ဝင်ငွေရပြီလို့ကျွန်တော်တို့ထင်နေကြတဲ့သူတွေအတွက်ကိုပြောပြပေးတာဖြစ်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်မော်ဒီကာဇီချင်းနဲ့ဝင်လိုက်မယ်ဝင်လိုက်တဲ့ဆိုလို့ရှင်ကျွန်တော်အခုလိုမျိုး star မှာ star ally ပေါ်နေတာကိုမြင်တွေ့ရမှာပဲ မြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလို star stand up ပေါ်လာပြီဆိုလို့ရှင်ဒီကောင်ကဝင်ငွေတကယ်ရတာလားဆိုတော့ကျွန်တော်တို့ဒီကောင်ကကြတော့ကိုယ့်ရဲ့ကျွန်တော်တို့ဒီ follower တွေကပေးมาပေါ့เนาะကိုယ့်ရဲ့ fan တွေကနေပြီးတော့ပေးมาကျွန်တော်ရတာဖြစ်ပါတယ်အဲ့တော့ Facebook က ပြီးတဲ့အင်ခန်းကိုကိုကလိုချင်တယ်ဆိုလို့ရှိရင် rio bonat တို့ဟာလာနောက်တစ်ခုက string area ပေါ့နော်အခုဒီရပ်ပိုင်းမှာဆိုလို့ချင်း cn start up ဆိုပြီးတော့ကျွန်တော်တို့တွေဟာလာဒီယာယီဖွင့်ပေးနေတဲ့ invite space နေတဲ့အားတွေကျွန်တော်တွေတော်တော်များများရတဲ့လူတွေတော်တော်များများရတယ်ပေါ့နော်အဲ့ဒီထဲမှာမှကျုံဒီ star တစ်ခုလည်းပွင့်နေသူတွေလည်းရှိတယ်အဲ့တော့ star ပွင့်ပြီဆိုလို့ချင်းကျုံဝင်ငွေရပြီလား မရဘူးလားပေါ့နော်အဲ့တော့စားပစ်အတင်လားမအတင်လားဆိုတာကတော့ကျွန်တော်တို့ဒီ star startup ပွင့်လဲဆိုလို့ချင်းစားပစ်ကိုမအတင်နေပါဘူးအဲ့တော့ဒီ star startup ပွင့်လာတယ်ဆိုလို့ချင်းကျွန်တော်ကဘာဆက်လုပ်ရမလဲဆိုလို့ချင်း Facebook ကရတယ်ဖိဖို့ကပေးတဲ့အင်ခန်းကိုထပ်ပြီးတော့ရဖို့အတွက်ကိုကျွန်တော်တို့ ဗီဒီယိုတွေကိုပိုင်ဗီဒီယိုတွေကိုမများတင်ပြရမယ်ပုံမှန်လောက်သွားရမယ်ပေါ့နော်အဲဗီဒီယိုတွေမများလေးဇတိုက်ပုံမှန်တင်ပြပါအဲ့လိုမျိုးကိုစူးစားလာတာနဲ့အမျှကျတို့တွေဟလာဒီ CM startup invite ပေးတာတို့နောက်တစ်ခုက Instagram ADF ကိုဟလာ startup ပေါ်ပေးတာတို့ bonus ပေးတာတို့ bonus ဟိုဖွင့်ပေးတာတို့နောက်တစ်ခုက ADF ပေါ့နော် alias re ဖွင့်ပေးတာလို့ပေါ့နော်ဒါလေးတွေကျွန်တော်တို့ဖွင့်ပေးมาဖြစ်ပါတယ်အဲ့တော့ star startup ဖွင့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝန်သားစရာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူကကြတော့ကိုယ့်ရဲ့ follower ပေးมาကိုယ့်ရဲ့ဟလာ fan တွေကပေးมาအခုချိန်မှာခက်ခဲနေတဲ့ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ပေးဖို့ဆိုတာ အဆင်မပြေနိုင်ဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကဒီလိုမျိုး start up လေးတွေပေါ်လာတယ်ဆိုလို့ချင်းဆက်ပြီးတော့ကြိုးစားပါကိုပိုင်းဗီဒီယိုတွေနဲ့ကြိုးစားပါလို့ပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်